မင်္ဂလာပါကျမကတော့မူဝင်ကျပါ BMC ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုဒီတစ်ပတ်မှတင်ဆက်ပေးတော့မှာဖြစ်ပါတယ် BMC ဖွဲ့ဝင်တွေကတော့74 Media ရွှေပြည်မြေ News Agency မေကောင်နီယိုဇလံမန္တလေး Free Press မြေလက်အတန်း Western News AR တိုင်းနဲ့ဒေသတင်းနာရီတိုင်းတို့ဖြစ်ကြပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့စက်ကောင်စီရဲ့နေရီကန်ဗျူဟောင်ကုန်းတိုက်ပွဲအပအဝင်ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေရဲ့နောက်ဆုံးအခြေအနေတွေကို Western News ကစူးစစ်တင်ဆက်ပေးပါမယ်။ရခိုင်ပြည်စစ်တွေမျိုးမှာတော့စစ်ကောင်စီနဲ့အာရခတပ်တော် AA တို့နှစ်ဖက်တိုက်ပွဲတွေဒီရက်ပိုင်းမှာပြန်လည်ဖြစ်ပွားလာနေပါတယ်စစ်တွေမျိုးဒါကာစာကလက်နက်ကြီးတွေပြစ်ခတ်မှုလှုံ့ဆော်နေသလိုပါတလိတ်တပ်ရင်းကလည်း drone တွေလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုလှုံ့ဆော်လာတာပါအာရခတပ်တော် AA ဘက်ကလည်းလက်နက်ကြီး drone တွေနဲ့ပြစ်ခတ်မှုတွေရှိနေတယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ် အခုရပ်ပိုက်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်စစ်တွေပါတလိုက်တိုက်ရင်းကနေလန်နေကြည့်တင်နဲ့ပစ်ခတ်တာတွေရှိသလိုဒီစစ်တွေတိုက်ရင်းတွေကလည်းလန်နေကြည့်တင်နဲ့တောက်လျှောက်ပစ်ခတ်နေတာရှိနေပါတယ်စစ်ကွန်စီနာအရခတ်တက်တူအေတို့နှစ်ဖက်အပြန်လန်တိုက်ပွဲဖြစ်ပွားနေတာဒီရပ်ပိုက်မှာပိုးပြီးတော့ဖြစ်လာလေလို့ပြောလို့ရပါတယ်လန်နေကြည့်တင်နဲ့ပစ်ခတ်တာတွေလုပ်တယ်ဒရုန်းတွေနဲ့ပစ်ခတ်တာတွေလုပ်ပါတယ်ဒီလိုနှစ်ဖက်အပြန်လန်ဖြစ်နေတာဒီရပ်ပိုက်မှာတူလို့လေးကိုအဲတိတိတတ်တာရှိတယ်လို့ကျွန်တော်ပြောလို့ရပါတယ် ြို့ပေါ်မှာဖြစ်တာကမရှိသေးပါဘူးလက်နေကြည့်တင်နဲ့ကြတာလည်းမရှိသေးပါဘူးအဲမြို့ပေါ်မှာလူတွေကတော့အချိန်တွေကတော့အလုံးအေးစေးပါပဲကြောက်ဖြူမှာတော့တိုင်ရင်30နှစ်အနီးမှာအော်တိုဘာလ15ရက်နေ့ကစလို့နှစ်ဖက်တိုက်ပွဲတွေပြန်ပြီးတော့ဖြစ်လာနေပါတယ်နှစ်ဖက်လက်နေကြည့်တွေပြစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့ကြောက်ဖြူသတင်းရှင်းမြစ်ကပြောပါတယ်ကြောက်ဖြူပင်လေပြင်းမှာတော့စစ်ကောင်စီရေတပ်ကအထိုင်ချထားပြီးကင်းလှည့်တာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်နေပါတယ် ရခိုင်ပြည်နယ်မကွေတိုင်းအဆက်ငဖဲမြို့နယ်အမ်ဘရန်လန်ရှိနယ်ရီကန်ဘူဟာမှာလဲစစ်ကောင်စီတပ်နဲ့အေအေအပါဝင်တော်လိုင်းရေးတပ်တွေတိုက်ပွဲဖြစ်နေပါတယ်။နယ်ရီကန်ဘူဟာကုန်းအနီးမှာရှိတဲ့ကာကင်းစခန်းတွေကို အေအေသိမ်းပိုက်ထားပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။နယ်ရီကန်ဘူဟာကုန်းကိုအားလုံးသိမ်းပိုက်ထားတာမရှိသေးဘူးလို့လဲအေအေနဲ့တော်လိုင်းရေးသတင်းရှင်းပြတွေကထုတ်ပြန်ထားပါတယ်။ အဲ့တော့ viewer ကောင်းကတော့မရသေးပါဘူးကိုအခုချိန်ထိအာဟိုတိုက်ပွဲတွေဖြစ်နေတော့ဘောเนาะရန်သူဘက်ကလည်းလေရင်နေနဲ့အပြစ်ခတ်တာမျိုးတွေရှိနေပြီးတော့စစ်ကူတွေလွတ်နေတာမယင်မနာဖြစ်နေတဲ့အတွက်အာအပြင်းသက်ရတယ်ဆိုတာပြောဖို့ခက်ပါသေးတယ်။နယ်ရေကန်တောင်းဒီ viewer ကောင်းဒီ chance ကိုပတ်ချလဲဘောเนาะအာနယ်ရေကန်ဒီသူတို့ကာခင်ပတ်ချလဲလေမှာအကုန်ဟိုနေရာအနှံ့မှာတိုက်ပွဲဖြစ်တယ်ဆိုတော့မှန်တယ် နိုင်ငံပြူဟာကုန်းကကစင်ကလေးထွက်ပြေးလာသူ အလံဖြူထောင်အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား၁၂ဦးကိုအောက်တိုဘာလ၁၈ရက်နေ့ကဖမ်းဆီးရမိထားတယ်လို့အေကသတင်းထုတ်ပြန်ထားပါတယ်။ဝက်လက်မြို့နယ်မှာစစ်အုပ်စုကဒေသခံ50လောက်ကိုဖမ်းဆီးထားပြီးလူသားတိုင်းဖြစ်အုံပြုကကျေးရွာတွေတဲကိုလှည့်ပတ်စစ်ကြောင်းထိုးမိရှုံနေပါတယ်။ဒီသတင်းကို မန္တလေး Free Press ကပေးပို့ထားပါတယ်။ စကိုင်းတိုင်းရှင်ဘူခိုင်ဝက်လက်မြို့နယ်တဲ့အာနာသိန်းစိုးစုကအဖွဲ၄ဖွဲခွဲကရွာစဉ်ပတ်မွေစစ်ကြောင်းထိုးနေပြီးလူသက်လူရဲ့မိရှုံနေတယ်လို့ပြည်သူတွေကလည်းဖန်စီကတစားကန်လူသားအတိုင်းဖြစ်အသုံးချနေတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရယ်ဝက်လက်မြို့နယ်အရှိချမ်းအင်းတောင်ကြည်ရွာမှာအင်အားတရာခန့်မှာစိုးစုတစ်ဖွဲစတောင်မြို့မြောက်ဘက်မှာအင်အားတရာခန့်မှာတစ်ဖွဲဝက်လက်ရွှေဘူလန်းတောင်တင်းကြည်ရွာမှာအင်အားတရာခန့်နဲ့ရှိန်မကကြည်ရွာမှာအင်အား900ခန့် လေးဖွဲ့ခွဲကရွာစင်ပတ်မွေစစ်ကြောင်းထိုးနေရပါ။အောက်တိုဘာ16ရက်ကဝက်လက်နဲ့အရှိချမ်းရှိမကားရွာကထွက်လာတဲ့အင်အားတရာခန့်မှစုံစုဟာဖမ်းဆီးထားတဲ့အရတားပြည်သူ50ကျော်ကိုတစားကန်လူသားတိုင်းဖြစ်အကကွယ်ယူပြီးအင်တောင်းရွာကိုစီနေဝင်ဝင်နေတယ်လို့ဒေသခံတို့ကဆိုပါတယ်။စင်ကန်တောင်ပြောရတယ်ဒီဝက်လက်မြို့နယ်ဘက်ဝက်လက်မြို့နယ်ရှိတဲ့ရှင်မကားဘက်ကိုထိုးလာတဲ့စစ်တောင်းကအခုရှင်မကားရွာရဲ့တောင်ဘက်အဲကျွန်တော်အင်းနောင်းရွာရဲ့မြောက်ဖက်ဖောင်း ီမြောက်ခန္ဓာမှာရောက်ပြီးတော့မာပြည်သူ50ကျော်လည်းဖမ်းတိတာလို့သိရတယ်ဗျအဲအခု SS အကြောင်းအကြောင်းကျွန်တော်တို့လက်ရှိအနောင်မင်းရွာတောင်အဲကျွန်တော်တို့မတိုက်တောင်ဖိုးဝင်တန်မင်းကုန်းလေးကျွန်တော်တို့အဲ့လက်ရှိအဲ့ရွာလေးဆေးဖေးဆောင်နေရတယ်ဗျလက်ရှိမှာဝက်လက်မျိုးနယ်ရဲ့စုပ်စုနဲ့တော်လန်ရေးတပ်တွေတိုက်ပွဲတွေဖြစ်ပွားနေပြီးစုပ်စုကပါရာမော်တာစက်တက်လေးတီဂျန်ယိုကော့ပရာရဟတ်ရင်ငယ်တိုက်လေရင်တွေတုံးကပုံကျဲနေရလို့ဆိုပါတယ် အော်တိုဘား23ရက်ကနေ25ရက်ထိ3ရက်ဆက်ဝက်လက်မြွတ်နယ်သကိုင်းရွှေဘူကားလန်းပေါ်ကရွာသားကြီးကြေးရွာနဲ့တမန်သာကြေးရွာကိုစိုးစုကလေချောင်းပုံးကြရာကြောင့်ကလေးငယ်2ဦးနဲ့အသက်80ကျော်အဖွားအိုတို့တေဆုံးကဒဏ်ရာရသူတွေလည်းရှိပြီးတော့နေအိမ်ဖုံးကြီးเจ้าနဲ့ဇေဒီတချို့လည်းပျက်စီးတယ်လို့ရွာသားကြီးရွာခန့်ကိုတန်เจ้าကပြောပါတယ်။အဲဒီနေ့လည်းဒီသူတို့ ရာကချာနေရပေါ့နော်အဓိကတော့ကျွန်တော်တို့ခိုးအောင်မယ်ထင်တဲ့နေရာပေါ့အများပြည်သူများလဲပြည်သူရောရဲဘော်ကခိုးအောင်နိုင်တဲ့နေရာပုံစံမျိုးပေါ့ဒီတာကြီးကအောက်ကုန်ရတာကြီးမှဆိုလို့ရှိရင်လည်းဘုံကြီးကျောင်းလေးကျောင်းရှိတယ်ဗျအဲရှိတော့ကျတော့သူအဓိကတော့အဲ့အိမ်နေရာကြီးကများတယ်ဗျ ။စိုးစုရန်ကြောင်ဝက်လက်နဲ့အရှိချမ်းကအင်တောင်မင်းရွာတောင်ရွာသေးရွာသာကမ်းဖြိုငရဲမင်းကုံးလေးစတဲ့ကျေးရွာတွေနဲ့ဝက်လက်နဲ့အနောက်ချမ်းသခိုင်းရွှေဘိုကားလန်းဘော်ကရွာသားကြီးရွာနဲ့အနီးဝန်းကျင်ကျေးရွာတွေကထောင်တောင်းချီတဲ့ပြည်သူတွေစပေးတင်းရှောင်နေရပြီးတော့စာနယ်ရိပ်ကဆေးဝါးအမိုးကစတဲ့အကူအညီတွေလိုအပ်နေရလို့ဆက်ရှောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်။တောင်းညွန့်ကရာပြည့်ကိုလောက်ပြီးပြီ။နော်အခုမဒီနှစ်ပြည့်လား။1989 မိုးနေသားထွက်နေလန်းစားဈေးကောင်းနေပေမဲ့အခက်ခဲအမျိုးမျိုးကြောင့်ဒေသခံတွေအကျိုးအမြတ်မရဖြစ်နေပါတယ်။ဒီသတင်းကိုတော့တနင်္လာနေ့တိုင်းကပေးပို့ထားပါတယ်။မွန်ဒေသထွက်နေလန်းစားကျန်းစီတွေအစမတန်ဈေးကောင်းနေပြီးတော့တပိတ္တာကိုကြက်တထောင်ကျော်နေပေမဲ့တူလောင်ထားတဲ့စားကျန်းတွေမရှိတဲ့အတွက်အကျိုးအမြတ်မရဘူးလို့ဒေသခံတောင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်စားလို့ရတီမှာမိုးကြီးရေရှမ်းမှုစားခွင့်ဖြတ်မှုတွေနဲ့အလုတ္တမခေါ်ယူဖို့အခက်အခဲတွေကြောင့်တောင်သူတွေရဲ့စားကြမ်းထုတ်လုပ်မှုကတိတိတသာရော့ကျခဲ့တာပါတောင်သူတွေရဲ့လက်ထက်မှာစားကြမ်းနှဲပါလာတာနဲ့အမျှဈေးကွက်အတင်းမှာလိုအပ်ချက်မြင့်မားလာတဲ့အချိန်နဲ့တိုက်ဆိုင်သွားတာကြောင့်ဈေးကောင်းပေးလာခြင်းဖြစ်တယ်လို့တောင်သူတွေကပြောပါတယ်။စာဥထွက်တာနဲ့စရောင်းရပြီလို့ဒါလည်းဆိုတော့စာထွက်လောက်သားသုံးဖို့အတွက်ကစာတောင်သူတွေ ဒီစားပဲရောင်းရလောက်တာချင်းရမှာပဲလေရောင်းရင်းနဲ့မိုးရွာသွားတယ်ညာသောက်သူစားတောင်သူလက်ထဲမှာစားမကြံခဲ့ဘူးပေါ့ပွင့်လင်းရာဒီလက်ဖြစ်တယ်သုံးဖို့လည်းများလာတော့သူဝဲကိုဝဲစားလည်းမရှိဘူးကြုံပေးလို့မနိုင်ဘူးစားခွက်ထဲမှာပဲရှိနေတယ်စားရောင်းဖို့ကိုတောင်တဲကိုကြုံပေးတဲ့လောက်ကမှမရှိဘူးဆိုတော့စားလိုအပ်ချက်တအားများလာတော့ဒီရဲ့ရိတ်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 လေးတက်လာ ပြီးခဲ့တဲ့နှစ်စားထွက်ရာဒီအစောပိုင်းမှာစားကြံတပိတ်တာကိုငွေကျပ်တရာဝန်းကျင်ရှိရာကနေအခုနှစ်အော်တိုဘာလဒုတိယပတ်တွင်မှတပိတ်တာကိုငွေကျပ်1100အထိဈေးတက်လာတယ်လို့သူကဆက်ပြောပါတယ်။စားကြံထုတ်လုပ်မှုကိုနှစ်စဉ်စက်တင်ဘာလကုန်ဝန်းကျင်မှာစတင်လေးရှိပေမဲ့အခုနှစ်ရာဒီအစမှာမိုးရွာသွန်းနေဆဲဖြစ်တာကြောင့်လုပ်ငန်းမစနိုင်သေးဘူးလို့တောင်သူတွေကပြောပါတယ်။ဒါအပြင်အထွေထွေကုန်ကျစရိတ်ကြီးမားမှုနဲ့အတူအလုပ်သမားခေါ်ယူဖို့အခက်အခဲတွေနဲ့လည်းကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ ไดเตามาอดละเลยปาทูได้เชี่ยแล้วก็ปลดเล้วปุยก่็ทักคืนนกมาตอนที่ทำเขาวอพยาเลยมาวอพยาเลยมาที่ถูก็ได้ต่อเริ่มกอบก็ได้เล้วปุยแปกเกวันเดี๋ยนายได้ต้องชั่วบทนายได้กี้แล้วก็แปกลายโนเล้วงูนอกก็ที่เป็นเส้นกัเล่นเลยมันคงก็ลุ่นกลายมองไก่ส้นหัวเต้าเล็กลายมองดีพอไม่กลายดีจอบอ่านเราพีเดินไทยแลนด์เดินเส้นเด็กลายมูจีจอดเขา တရက်6နာရီကြာနေစာလို့တမတူဦးကိုငွေကျပ်13000ကနေ13000ကျရရှိပြီးတော့အမြဲတမ်းဝန်တန်းတူဦးကိုတလမှာငွေကျပ်9သိန်းကနေ9သိန်းကျလောအခရရှိတယ်လို့အလုံအမျိုးစားပေါ်မူတည်ပြီးတော့ပုတ်ပြက်ငားရန်တာမျိုးလည်းရှိတယ်လို့သူကဆက်ပြောပါတယ်။မော်ဘီနယ်ထဲကတန်ဖြူစရဲ့ရေပေါင်မြုပ်နယ်တွေမှာနီလန်းစအတိကထုတ်လုပ်နေပြီးတော့နှစ်စဉ်စားတန်ချိန်4000ကျော်ထွက်ရှိဖို့ရည်ရထားပေမဲ့လက်တွေ့မှာတန်ချိန်2000လောက်ပဲထွက်တယ်လို့သိရပါတယ်။ တောင်ကြီးသဆောင်နိုင်ပွဲတော်ကဈေးဆိုင်နေရာတွေအတွက်ဈေးကော်မတီနဲ့ပွဲစားတွေပေါင်းပြီးတော့ဈေးမြင့်ရောင်းနေတာကြောင့်ဆိုင်ကန်းတွေဈေးကြီးပြီးပုံမှန်ရောင်းချသူတွေအခက်အခဲတွေ့နေပါတယ်။ဒီသတင်းကိုမဲခေါင်ညူးစ်ကတင်ဆက်ပေးထားပါတယ်။တောင်ကြီးမြို့မှာကျင်းပမဲ့တစောင်းတိုင်းပွဲတော်အတွက်ဈေးဆိုင်ကနေရာတွေကိုပွဲစည်းကော်မတီနဲ့ပွဲစားတွေပေါင်းပြီးဈေးတင်ရောင်းချတာမူလနေရာယူပြီးသူ့အစားဈေးပို့ပေးသူကိုရောင်းချတာတွေလုပ်နေတဲ့အတွက် အရင်ကတည်းကပုံမှန်ရောင်းချနေတဲ့ဈေးတွေအခက်အခဲဖြစ်နေတယ်လို့ဈေးတွေကပြောပါရယ်။ဆိုင်ငန်းတွေဟာပွဲစားတွေလက်ထဲရောင်းရင်ဈေးနှုန်းတစ်ဆခွဲလောက်တက်သွားပြီးပတ်စံပို့ပေးသူကိုလက်သိထိုးရောင်းလိုက်တာကြောင့်မူလကပွဲစည်းကော်မတီမှာစည်းရင်းပေးထားသူတွေလည်းဆိုင်ငန်းမရတော့တာတွေရှိတယ်လို့ဈေးတွေကပြောပါရယ်။တစောင်းနိုင်ဆိုင်ငန်းတွေကပွဲကော်မတီကရောင်းတာလားပွဲစားတွေကရောင်းတာလားစရောင်းတဲ့နေ့ကတည်းကပွဲကော်မတီစီပြောပြီးဝယ်ထားတာလား နောက်ရက်ဆီယံချမယ်ပြောတော့ပွဲကော်မတီကပြန်သွားပြီပြောတယ်။ဂျာတယ်ပွဲကော်မတီဖုံးဆက်ဆီယံချမယ်ပြောတာ။၁၄ရက်နေ့တို့လာမှာအဲ့ဒီမှာချလို့ရတယ်ပြောတယ်။ဂျာတယ်လည်းနေ့တိုင်းကွင်းထဲရောက်တယ်။အဲ့ဒါကိုကိုယူပြီးတဲ့အခန်းကို၁၃ရက်နေ့ကပွဲစားကတခန်းပေါက်စီ၃၀ကို55နဲ့တခြားသူကိုရောင်းလိုက်တယ်။ဒီနေ့ပွဲကင်းတဲ့ကော်မတီလာမယ်ဆိုလို့၁၄ရက်နေ့မနက်9နာရီခွဲကတည်းကသွားတာ။ကိုယ့်နေရာကိုတခြားသူကဆိုင်ဆောင်နေပြီးရောင်းလိုက်တဲ့ပွဲစားကလည်းရောင်းလိုက်တာဘာဖြစ်ချင်လဲဘာလုပ်ချင်လဲ အော်ဂျီဟစ်ဂျန်နဲ့နှစ်ဆင်ရောက်နေတဲ့နေကန်ဆိုင်တွေဖြစ်တဲ့အတွက်နေရာမရပွဲစားတွေအဲ့လိုလုပ်နေတာဒီတိုင်းကြည့်နေရတော့မှလားဒီနေ့မှာပုံမှန်ဆိုင်ကန်ဈေးနှုန်းတွေလည်းဈေးတက်လာပြီးတခန်းကုန်မူလဈေးနှုန်းကျပ်၁၀သိန်းကနေသိန်း၃၀ထိပေါက်ဈေးရှိနေသလို ပွဲစားတွေထဲကနေဝယ်ရင်တော့ကျပ်၅သိန်းကနေကျပ်သိန်း၂၀ထိဈေးတင်ရောင်းတာတွေရှိတယ်လို့ပွဲစားနဲ့နှူးဆက်သူတွေစီကသိရပါဗျ။ ဒီဆိုင်ငန်းတွေဟာပြီးခဲ့တဲ့2024ခုနှစ်ကတည်းကကျပ်၄သိန်းကနေသိန်း20အထိဈေးရှိတာပါဒီလိုဈေးတက်ရတာဟာတစောင်းတိုင်းပွဲလီလံအောင်ဈေးမြင့်တက်သွားတာကြောင့်ဖြစ်ပြီး အရင်နှစ်ကလီလံအောင်ဈေးဟာကျပ်သိန်း၄00တာရှိခဲ့ပေမဲ့ဒီနှစ်မှာတော့ကျပ်သိန်း8300ကျော်ရှိတယ်လို့ပွဲချင်းပါရီကော်မတီနဲ့နီးစပ်သူတွေစီကသိရပါဗျ။အရင်2023ခုနှစ်ကနေ2024ခုနှစ်အထိဆယ်စုနှစ်တခုကြာလီလံရရှိခဲ့တဲ့ တောင်ကြီးစာရီသားမွေးတောင်ကြီးကုမ္ပဏီဟာဒီနေ့မှပွဲစည်းလေလံကိုလက်လွတ်ခဲ့ရပြီးနေပြည်တော်ကတဦးနဲ့မန္တလေးကတဦးတို့လေလံရရှိခဲ့တယ်လို့ပွဲချင်းပါရေးကော်မတီနဲ့နှိဆက်သူတို့ကပြောပါရယ်လေလံရတဲ့သူက2ယောက်နေပြည်တော်ကဒေါခင်အုံးမြင့်ဆိုသူကဈေးဆိုင်ငန်းကိုရတယ်နောက်ပြီးတော့ဥဇော်မိုးထွန်းဆိုတဲ့သူကမန္တလေးကပေါ့သူကြတော့ကပ်ပကင်နဲ့ချားရဟတ်တို့လိုမျိုးကစားကွင်းတွေကိုရတယ် စုစုပေါင်းကြံ့ငွေက1322သိန်းနဲ့လေးလံအောင်တယ်အရင်နှစ်ကထက်ကိုနှစ်ဆပိုတာပေါ့အဲ့ဒါကြောင့်မို့ဆိုင်ငန်းဈေးတွေကလည်းနှစ်ဆလောက်တက်တယ်တခြားကပ်ပကင်ဈေးတို့ချာရဟတ်တို့ဈေးတွေအကုန်အဆအဆရရလိုက်တက်မှာပဲအရင်နှစ်ကကားပါကင်ဈေးဟာကျပ်အသုံးဆောင်ဈေးရှိပြီးဒီနှစ်မှာတော့ကျပ်9000လောက်ဈေးပေါင်နိုင်တယ်လို့ဒေသခံတွေခန့်မှန်းကြပါတယ် ဆိုင်ငန်းကတွေစိတ်တက်သွားတာကြောင့်တရက်ကိုကြက်၄သိန်းအမြတ်ရအောင်ရောင်းနိုင်မှသာ အရင်ပြန်ရမှာဖြစ်ပြီးတရက်ကိုကြက်၅သိန်းအမြတ်ရမှသာဈေးတယ်အတွက်နည်းနည်းကျန်မှာဖြစ်တယ်လို့ဈေးတယ်တွေက ပြောပါတယ်ဒီကြားမှာမိုးရွာပြီးပွဲမစီရင်ကြက်သိန်း၄၀ကျော်ရှုံးနိုင်တာကြောင့်စိတ်မောလူမောနဲ့ဈေးရောင်းရမှာလို့ပွဲစိတ်ရောင်းချမဲ့သူတွေကညီပါတယ်ဒီနေ့တောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲမှာတော့အနာသိမ့်ပြီးနောက်ပိုင်း ပိတ်ပင်ထားတဲ့25ပေအရွယ်ရန်ပိတ်တာချိန်40ကျော်ပါရှိတဲ့ညလွန်မိကြီးအမျိုးအစားတွေကိုပြန်လည်ခွင့်ပြုထားပြီးလိုအပ်တဲ့ရန်တွေကိုစစ်ကောင်စီကထောက်ပံ့မယ်လို့မိဘုံမြန်ပွဲနဲ့နီးစပ်သူတွေစီကတည်ရပါတယ်။အာနာသိန်းစစ်ကောင်စီဟာသူတို့လက်အောက်မှာပွဲတော်တွေစီကားပြီးလူတွေပျော်ရွှင်နေဆိုတာကိုပြချင်တဲ့အတွက် အခုလိုခွင့်ပြုလာတာဖြစ်ပြီးဒီနေ့မှာညာမီးကြီးနဲ့စိန်းနာပန်အမျိုးအစားမိဘုံမြန်အလုံးကြီး80ကျော်ပါဝင်မှာဖြစ်တယ်လို့သိရပါတယ် ဒီရေအတွက်ဟာအရင်နှစ်ကထက်နှစ်ဆကျော်များလာတာဖြစ်ပေမဲ့အာနာမသိမိကကျင်းပခဲ့တဲ့တစောင်းတိုင်းမိဘုံမြန်ပွဲတွေကအရေးအတွက်ရဲ့တဝက်ကိုတောင်မမိသေးဘူးလို့တောင်ကြီးဒေသခံတွေက ပြောပါရယ်အာနာမသိမိကကျင်းပတဲ့တစောင်းတိုင်းပွဲတွေမှာမြာမီးကြီးနဲ့စိန်နာပံအမျိုးအစားမိဘုံမြန်200ကျော်ပါဝင်တာဖြစ်ပါရယ်ဆလပီကလေးရန်ကုန်မန္တလေးလက်မှတ် ကျ6သိန်းခွဲနီးပါးထိဈေးမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသတင်းကိုတော့ဇလန်သတင်းဌာနကပေးပို့ထားပါတယ်။စကိုင်းတိုင်းကလေးမျိုးကနေရန်ကုန်မြို့ကိုလေရလက်မှတ်ဈေးနှုန်းဟာ အရင်က9,400ရှိခဲ့ပေမဲ့အောက်တိုဘာလ17ရက်နေ့ကစပြီး6,000နီးပါးအထိဈေးတက်လာတယ်လို့သိရပါဗျ။ကလေးရန်ကုန်ခရီးစဉ်အတွက်လေရလက်မှတ်ကို 63900ကျပ်အထိဈေးတက်လာတာလို့ကိုစလေရီစီကသိရပါဗျ။မြမလီချောင်းလိုင်း MNA ကလေရင်လက်မှတ်ခ9900ကျပ်ဈေးမတက်သေးပေမဲ့ကမ္ဘောဇာလီချောင်းလိုင်းကတော့အရင်က9400ကျပ်ကနေ63900ကျပ်ပေးပြီးဝယ်ယူနေရတယ်လို့ခီးတယ်တွေကပြောပါဗျ။လေရင်လက်မှတ်ဈေးတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးခီးတယ်တို့ကအခုလိုပြောပါဗျ။ ဈေးကမကြမကြတက်နေတာပဲသွားရလာရမလွယ်လို့လေရင်စီးတာတောင်ဈေးကတအားတက်နေတော့ဒေါ်ယုံလိုဆိုပြီးစီးနိုင်မှလဲကျမရဲ့ကိစ္စအရေးပေါ်ကိစ္စအတွက်ပဲလေရင်ကို စီးဖြစ်တာပါအရင်ကဆိုတသိန်းလောက်ရှိတာအခုတော့တဖြည်းဖြည်းနဲ့ဆယ်သိန်းလောက်ဖြစ်မယ်ထင်တယ်ကလေးမန္တလေးလေရင်လက်မှတ်ဈေးနှုန်းဟာ အရင်က၄သိန်း၁၅၀၀ချက်ကနေအောက်တိုဘာလ၁၇ရက်နေ့ကစပြီး၄သိန်း၄၅၀၀ချက်နဲ့ ၄သိန်း8000ကျပ်ထိဈေးတက်လာတယ်လို့ဆိုပါရယ်။ကလေးရန်ကုန်လေရင်လက်မှတ်ဈေးနှုန်းဈေးတက်တာဟာ2025ခုနှစ်အတွင်း၅ချိန်မြောက်ဈေးတက်တာဖြစ်ပါရယ်။ဒီနှစ်ဇန်နဝါရီလ၁ရက်နေ့မှာကလေးရန်ကုန်လက်မှတ်ဈေးနှုန်းဟာ MAI ၄သိန်း1800ကျပ်၄သိန်း4800ကျပ်ရှိတယ်လို့အယောင်ကိုယ်စားလှယ်တွေကပြောပါရယ်။ကလေးရန်ကုန်လေရင်လက်မှတ်အပြင်ပြည်တွင်းလေကြောင်းလိုင်းအလုံးလေးဈေးတက်နေတယ်လို့သိရပါရယ်။ ရန်ကုန်တာချီလိပ် MAI လေရင်လက်မှတ်ခဟာစတင်မာလာမှာ85,500ကျပ်ဖြစ်ပေမဲ့အခုတော့9,100ကျပ်ကိုဈေးတက်သွားတယ်လို့သိရပါတယ်။ຫນွေဥတော်လိုင်းရဲ့နောက်ပိုင်းကလေးမြို့မှာကားလိုင်းကနေသွာလာလို့အဆင်မပြေတာကြောင့်လေကြောင်းကိုအာကိုပြီးသွာလာနေရတာဖြစ်တဲ့အတွက်အခုလိုဈေးနှုန်းမြင့်တက်တာဟာခရီးသွာလာသူတွေအတွက်အခက်အခဲဖြစ်စေတယ်လို့ဆိုပါတယ်။လက်ရှိစကိုင်းတိုင်းကလေးမြို့မှာ လေရင်လက်မှတ်အပြင် စားကုန်သုံးကုန်တွေပါဈေးတက်လာတယ်လို့ဒေသခံတွေကပြောပါရယ်။မိုးရွာသွန်းမှုများကကုန်လန်ဆက်သွေးကြီးမဟာမြိုင်လမ်းမှာ ကုန်တင်ကားတွေပိတ်မိနေရာကြောင့်စားကုန်သုံးကုန်ဈေးတွေတက်လာတာလို့သိရပါရယ်။အရင်ကလည်းကလေးမြို့မှာလမ်းပန်းဆက်သွေးရဲ့ခက်ခဲတွေကြောင့်ကလေးမြို့ရှိပြည်သူတွေစားဝတ်နေရေးခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါရယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ AR တိုင်းအတွက်မှာစစ်ကော်မရှင်ဟာစစ်ရေးအရာဖိအားပေးမှုတွေလှုပ်ဆောင်နေပါတယ်။ဒီသတင်းကို AR တိုင်းကပေးပို့ထားပါတယ်။ AR တိုင်းတွင်းမှာစစ်ကော်မရှင်ဟာစစ်ရေးအရာဖိအားပေးမှုတွေလုပ်နေတဲ့အကြောင်းဒေသခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။အာရခတပ်တော် A နဲ့တိုက်ပွဲပြင်းထန်နေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကော်မရှင်ကစင်အားလုံးရင်ပို့ဆောင်နေတာလည်းဖြစ်ပါတယ်။ စစ်တုံးကားကြီးအစီး20ပါရင်းနှန်းနဲ့အော်တိုဘာဒုတိယပတ်ကစပြီးစင်ရားတွေကို ဖြစ်တင်းနေတာပါအဲအခုစစ်တပ်ကဒီအင်အားပိုးတာမှာဒီထောက်ပို့လမ်းကြောင်းကြောင်းတဲ့အနေနဲ့ပေါ့နော်ဒီအင်တတာဘက်ကနေကွင်းကောက်အထိတက်ပြီးမှဒီလင်းမျက်နှာကြီးကြီးဘက်ကိုစစ်ရင်တန်းနေနဲ့သွားတယ်ဗျအဲလင်းမျက်နှာဘက်ကိုအမိုးအုပ်စစ်သုံးကားကြီးတွေလည်းပို့နေတာနေတွေ့ရပါတယ်ဗျစစ်ကောင်မရှင်အားရေးကြီးလေးမျက်နာနဲ့အင်ကပူမြို့နယ်တွေကိုစစ်ရင်အားပို့ဆောင်ရမှာ ဟင်္ဒရာကနေကွင်းကောက်ကိုသွားပြီးအဲဒီကမှ စာစီကုန်းဘယ်ပြားကုန်းဘက်ကနေပို့တာလို့ဆိုပါတယ်။အယောရီတိုင်းလေမျက်နာမျိုးနယ်ပောင်းဝင်အမြောက်တက်3လေးရှိရာရေကြီးမျိုးနယ်မှာလဲစစ်ကောက်မရှင်ကအင်အားဖြည့်တင်းနေတယ်လို့အမတ်တက်3လေးပဝင်းကျင်ရွာတွေကဒေသခံတွေကိုမောင်းထုတ်ပြီးကာကင်းစခန်းတွေလုံနေတာဟာငတိုင်းချောင်းထိစစ်စေးဂိတ်တွေတိုးချဲ့ထားတယ်လို့ဆိုပါတယ်။ဒီလိုစစ်အင်အားတွေဖြည့်တင်းနေတဲ့စစ်ကောက်မရှင်ဟာ တိုက်ပွဲမရှိတဲ့အချို့မြို့ပေါ်ကိုတိုင်းလေရင်တွေဖျက်ပြန်ပြပြီးပြည်သူလူထုကိုချိန်ချောင်းမှုတွေလည်းလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။လေရင်ကိုနှိမ့်နှိမ့်လေးပြန်သွားတာ လူတွေဆိုတာလန့်ပြီးတော့ဟိုပုံးဒီပုံးပေါ့။ဒါတောင် ကိုရီဘက်ကတကယ်တိုက်ခတ်ခံနေရတာမဟုတ်ဘူး။တကယ်အကျဲခံနေရတဲ့နေရာတွေကပြည်သူတွေဆိုရင်ဘယ်လောက်ဒုက္ခရောက်ကြမလဲလို့အသီးလဲဝင်ပါတယ်။မကြာခဏအဲ့လိုလှုပ်လှုပ်ပြနေတာဟာ ြည်သူတွေကိုချိမ့်ချောင်နေတာပဲလို့ထင်တယ်။စစ်ကောင်မရှင်ဟာ AR တိုင်းကိုဆင်ရခေဖို့အတွက်မိုင်းပန်ခြေဆိုင်စက္ကခ19လောက်ခံတရင်တွေနဲ့စစ်မှုရန်တန်းတန်းဆင်းတွေကိုအများဆုံးတုံးထားတယ်လို့စီရေးသတင်းရင်းမြစ်တွေစီကသိရပါရယ်။စစ်ကောင်မရှင်အနေနဲ့ဆင်ရတွေဖြစ်တင်းနေတယ်လို့ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်ရေတွက်ကလည်းများနေတာကြောင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်လောက်ရှိပသိမ်စစ်မြေပြင်စိတ်တန့်ရင်မဆရ၄မှာကိုပဲ နေရာမလောက်ဖြစ်နေတယ်လို့လည်းသိရပါဗျ။ဒဏ်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာဈေးရုံအတွင်းကရင်မဆန့်တော့တဲ့အတွက်ဈေးတန်ရင်အရှိကကစားကွင်းနဲ့နားနေဆောင်နေမှာပါထားပြီးစေကုတပေးနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။စစ်မှုရန်တနန်းစင်းတွေနဲ့မွေးရစေးဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာခိခိုက်တိုက်စုံမှုတွေများပြီးမဆာရလေးပသိန်ကိုပြန်လဲတည်ယူတဲ့အခါမှာရွှေမြင်တင်တုတ်တန်ကိုမပုတ်ခင်ရင်ခွဲယုံမှာပဲအဆုလိုက်ပြုံးလိုက်အမိန့်စာပြန်ပေးကြရတယ်လို့ဆိုပါတယ် တန်းတမတော်ထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်ဒေသခံ30ကျော်သေဆုံးခဲ့ပါတယ်။ဒီသတင်းကိုရွှေပြည်မြေကတင်ဆက်ပေးထားပါတယ်။လာမယ့်ဒီဇင်ဘာလထဲမှာရွှေကောက်ပွဲကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့စစ်ကောင်စီတပ်ဟာတန်းတမတော် PSLF TNOE ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ဆက်တိုက်ပြုလုပ်နေပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အော်တိုဘာလာတရနေ့ကနေအော်တိုဘာလာ18ရက်နေ့ထိနှစ်ပတ်ကျော်တွင်ဒေဆုံးသူအရက်သား36ဦးရှိခဲ့ပါတယ်။ဒါ့အပြင်ဒဏ်ရာရသူတွေလည်း53ဦးထိရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလာ18ရက်မနက်ခွန်နာရီကျော်မှလည်းစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့တောင်ပလောင်ဒေသနမ်ဆန်မြို့နယ်ဟိုမင်းကြီးရွာတွေကို လေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ဟိုမင်းရွာခံသုံးဦးသေဆုံးခဲ့ပါတယ်။ဂျက်ဖိုက်တာနဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်အသက်16နှစ်နဲ့19နှစ်အရွယ်မျိုးသမီးနှုတ်ပြင်းနောက်ထပ်ရွာခံမျိုးသားသူလည်းသေဆုံးသွားခဲ့ပါတယ်။ဘုံကျဲခံရတဲ့ပသက်ပြီးရွာခံမျိုးသမီးတို့ကအခုလိုပဲပြောပြပါဗျာ จ้าเตียวก็อูเลตุตุอโพบ่อตะจีနေပြီကလေး2ယောက်ကတော့16 19อายุ2ယောက်ကလေးမ2ယောက်တအိမ်ကတော့ဘာမှရစရာမရှိတော့အជីជីမမထိတာတော့သူကဘေးနှစ်အိမ်အကုန်လုံး3အိမ်ပဲပေါ့ជីជីမမထိတာတော့ဂျန်နဲ့ဟာတော့မပြောတတ်သေးဘူးအထိတာတော့အဲ3အိမ်ကတော့ជីជីမမထိတာသူကအပေါ်အောက်ဖြစ်နေတော့လေ အော်တိုဘာလ19ရက်မနက်မှာပဲစစ်ကောင်စီတပ်ကဟိုမင်းကြည်ရွာကိုဘုံကျဲခဲ့ပြီးနောက်တန်းတမရော PSOF TNOE ထိန်းချုပ်ထားတဲ့နမတူမြို့ပေါ်ကအထက်ကတိကျောင်းကြီးကိုဘုံသုံးလုံးထက်မှန်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးသုံးဦးထိမှန်ဒဏ်ရာရခဲ့ပါတယ်။တန်းတထိန်းချုပ်ခဲ့တဲ့ဒီဘောမြို့ကလွဲပြီးနမတူနမ်ဆန်မန်တုံမိုင်းလုံးမိုင်းငော့မုံမိတ် စားတဲ့မြို့တွေမှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒေသခံအရတားနေထိုင်ရာနေရာတွေကိုစစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကရွှေပြည်မျိုးပြောပါတယ်။ထိခိုက်သေးဆုံးသူတွေထဲမှာကလေးငယ်10နဲ့ချီလဲပါဝင်ပြီးလူထိခိုက်တာအပြင်ဘာသာရေးအဆောက်အအုံတွေ လူနေအိမ်တွေလည်းအများအပြားထိခိုက်ပျက်စီးခဲ့ပါတယ်။ ရောကြောင်ရေတိုက်စားတာနဲ့စစ်တောင်းမြေရေတက်တာတွေကြောင့်မကွေးနဲ့ပဲခူးဒေသတချို့မှာရိတ်သိမ်းကာလီစပားခင်းနေတဲ့ရေဝင်ပြီးတော့ပျက်စီးမှုတွေဖြစ်နေလို့တောင်သူတွေအခက်တွေ့နေရပါတယ်။ဒီသတင်းပြည်စုံကိုရေလက်တံကတင်ဆက်ပေးထားပါတယ်။ဘကွေးတိုင်းနဲ့ဘကိုးတိုင်းဒေသတချို့မှာချောင်းရီတိုက်စားတာနဲ့မြေရတက်တာတွေကြောင့်ရိတ်သိမ်းကနေစပားကင်းတွေရေဝင်ရောက်ပြီးစပားပင်တွေပျက်စီးလို့ရှုံးပေါ်နေတယ်လို့တောင်သူတွေထံကသိရပါဗျ မကွေးတိုင်းပေါင်းမြို့နယ်မှာစက်တင်ဘာလ9ပိုင်းကမိုးသည်ထန်စွာရွာပြီးရောချောင်းရင်မြစ်တက်ကရေတိုက်စားခဲ့ရာကြောင့်ရောချောင်းနှစ်ဘေးရှိရေရင်ဇီးဖြူကိုတပန်းချောက်ကြီးရွာတွေကစပားဆိုင်ဧကတရာကျော်ပျက်စီးခဲ့တာလို့ဆိုပါတယ်အဲချောင်းရေရေကြီးရှင်တော့ချောင်းကကဘာဒီထိုးဖယ်တော့ပေါ့အဲရေဖက်ပါသွားပြီဆိုတော့မြေကြီးမှမပြောင်းတော့ဘယ်လိုလုပ်ကြိုက်ကြမှာဒီမြေရဖက်ပါသွားတယ်ဒီကလောက်ပဲစားတော့လို့မြေရမရှိတော့ဘူးလေ တဘာကင်းအဖြစ်ပါတဘာအဆုံးရှင်နေညီကြီးအဆုံးရှင်နေဆိုနောက်နေ့ဒီနောက်နေ့ဒီဆိုတာသူဝဲစားနိုင်ဝဲစားရုံနဲ့ကြည့်တော့ပါဘူးညီကြီးမှလုံးဆံမြင်မှမရှိဘူးရှိတဲ့ခါနေစဘာကင်းနေတဲ့ရေဝင်တာကြောင့်စဘာပင်နေပစ္စည်းကအရှုံးပေါ်ခဲ့တဲ့အပြင်ခြောက်ရည်တိုက်စားမှုကြောင့်ဧက30ထက်မနည်းဆိုင်ပြိုးမြေတွေပြိုကျပျက်စီးသွားခဲ့ပြီးထပ်မံဆိုင်ပြိုးစရာမြင်မရှိတော့လို့အခက်တွေ့နေရတယ်လို့သိရပါဗျ။ ပေါင်းမြို့နယ်ကတောင်သူတွေဟာစိုက်ပျိုးမြေတွေမှာမွေးစပါ၊မိုးစပါ၊မြေပဲစစ်တုံတွေကိုရာသီအလိုက်လှကြစိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။အလားတူပဲခူးတိုင်းကြောက်တကားမြို့နယ်ရှိစစ်တောင်းမြေနဘေးကြီးရွာတွေမှာလည်းမိုးစက်တက်ရွာတာဆဲရီလှုပ်များတာတွေကြောင့်စစ်တောင်းမြေတက်ကစပားကင်းတွေရင်းနှီးမြုပ်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။မိုးအဆက်မပြတ်ရွာသွန်းတာကြောင့်တိုးလာတဲ့စစ်တောင်းမြေဟာစက်တင်ဘာလကနေအောက်တိုဘာလတတိယပတ်ထိကြောက်တကားမြို့နယ်အတွင်း မြေကန်းတပေးမိုးစဘာဆိုင်ဧကတထောင်ကျော်ကိုရေဝင်ရောက်နှိမ့်ပြီးစဘာပင်တွေပြည့်စည်ခဲ့တာပါတချို့အရောတော့တချို့တော့ဆုံးရှုံးတယ်တချို့အရောတော့နင်းနီးတော့ဆုံးရှုံးသွားတာမျိုးလို့ရှိတယ်မဆုံးရှုံးတဲ့ဟာတော့မရှိဘူးအကုန်လုံးမိပါတော့အဲဒီနေ့များတော့ဆုံးရှုံးကြရတာကြီးပဲကြားတဲ့ဟာလေးပဲရေးရတာပေါ့သူတို့အိမ်စားဖို့တော့အနိုင်နိုင်ဖြစ်သွားတာပေါ့စဘာမထွက်ခင်မှာကြီးရဆိုလို့ရှိရင်တော့ပြန်ကောင်းနိုင်သေးတယ်စဘာထွက်ပြီးမှဟာရေးကြီးသွားတဲ့ဟာကျွန်တော်ပြန်မကောင်းနိုင်တော့ခုရပိုင်းမိုးရေလေပါပြီးတော့ပေါ့အရေးပြန်တက်လာတဲ့ဟာဆိုလို့ရှိရင် သွားရလဲပြီးတော့မရင်မြုပ်ဘူးတော့အဲ့ဒါတွေကတော့တိုင်မဲ့ထားရတော့တာပေါ့ရင်းလို့လည်းမရဘူးဘယ်သူတခြားစပါးတွေလည်းရောထားလို့မရအောင်အဲ့လိုမျိုးဖြစ်နေကြစစ်တောင်းမြေရေဝင်ရောက်လို့ရေသိန်းကနေစပားပင်တွေရေဝင်ပျက်စီးခဲ့တဲ့အပြင်အရေးအသွေးကျဆင်းပြီးဈေးကောင်းမရတော့တာကြောင့်လက်ရှိမှာရေသိန်းပြီးမိုးစပားပေါက်စီတင့်တရာကို15သိန်းဝန်းကျင်ရှိပေမဲ့ရှုံးပေါ်နေတယ်လို့လည်းသိရပါဗျ။ယခုနှစ်စစ်တောင်းမြေရေရှမ်းမှုကြောင့်ကြောက်တကားမြို့နယ်ပြင်ညောင်လေးပင်ကြောက်ကြီးပေးစလုံး စားရည်မျိုးနွယ်တွေကစဘာကိအများပြားမှာလဲရင်းနှီးမြုပ်ပျက်စီးမှုတွေရှိတယ်လို့သိရပါဗျ။ဘိုးလေဝသားနဲ့ဇလဗေဒထုတ်ပြန်ချက်အရဒီကနေ့အော်တိုဘာလ18ရက်မှာစစ်တောင်းမြည်ရဟာတောင်ကူမြို့နယ်မတောင်မြို့မှာစိုးရင်ကြီးအမှတ်အောက်59စင်တီမီတာစီနဲ့တည်ရှိနေရလဲဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့ဟာကားမြို့မှာရက်စကန်ကိုစီနင်းပြီးနောက်အကျဉ်းသားတွေကို CNF ကကဲထုတ်ပေးခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ဒီသတင်းအပြည့်အစုံကိုတော့ Mandarin Free Press ကပေးပို့ထားပါတယ်ချင်းမြင့်မျိုးတော်ဟာကားမြို့ရဲစခန်းကိုအော်တိုဘားလ16ရက်မနက်ပိုင်းကစီးနှင်းကတော်လန်ရဲဘော်တွေအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းမျိုးသားတဦး CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီက MFP ကိုပြောပါတယ်။အကျဉ်းသားတွေကယ်ထုတ်ရေးအထူးမစ်ရှင်ဖြစ် CNF နဲ့ CDF ဟာကားတို့ပူးပေါင်းက ါကားရဲစခန်းကိုစီးနှင်းခဲ့တာဖြစ်ပြီးတော့စောအစုကမတရားဖမ်းဆီးထားတဲ့အကျဉ်းသားတွေကိုကယ်ထုတ်ခဲ့တာလို့ CDF ဟာခါကလည်းသတင်းထုတ်ပြန်ပါတယ်ကဲထုံးနိုင်တဲ့အကျဉ်းသား15ဦးထဲမှာ CNF နဲ့ CDF ဟာကတပ်ဖွဲ့ဝင်9ဦးနဲ့ပြည်သူတွေပါဝင်ပြီးတော့သူတို့ကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့စလိုင်းထန်နီကပြောပါတယ်။အလိကတော့ဒီအချင်းထောင်ထားတဲ့နေရာကိုဝတီပြီးတော့ပြစ်တာပေါ့နော်။ဆိုတော့အလိကတော့ဒီအချင်းသားဒီမှာဒေသန္တရ တပ်ဖွဲ့ဝင်တွေပြီးတော့တို့အဖမ်းခံထားတဲ့ CMA တွေရှိတယ်ပေါ့ပြီးတော့အဲ့ဒီမှာအဓိကဥတီချက်ကတော့အဲ့ဒီအချင်းသားတွေကိုကဲဖို့အဓိကတော့ဥတီပြီးတော့ပြစ်တာပေါ့နော်အာဒေတာတပ်ဖွဲ့ဝင်တွေ CMA တွေနဲ့အလုံးပေါင်းပြီးသူနဲ့စနာဦးတော့တို့အာအချုပ်ကနေကြေနိုင်တဲ့ပေါ့ဟုတ်ကဲ့ ာကားမြို့ရဲစခန်းကိုစီးနေရမှာ CDF ဟာကားစေဦးစီကျုံနဲ့တပ်မဟာလေးတပ်မဟာမှုတို့ကိုတိုင်ကြီးကြပ်ကိုကဲခဲ့ပြီးတော့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခြင်းစိုးစု6ရောက်ကိုတုတ်တင်နိုင်ခဲ့ကတော်လည်းတပ်ဖွဲ့ဝင်တွေကအထီးကိမ်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ CDF ဟာကားကဆိုပါတယ်။မနက်နှစ်နာရီခွဲမှာရဲစခန်းကိုစတင်ပြီးနောက် CDF ဟာကားရဲဘော်3ဦးနဲ့ CIA ရဲဘော်2ဦးတို့ပါဝင် အကျဉ်းချခံထားရသူ15ဦးကိုကဲထုတ်ခဲ့ပြီးနောက်မနက်၄နာရီမှာမစ်ရှင်ပြီးဆုံးတယ်လို့ CDF ဟာကာကထုတ်ပြန်ပါတယ်။ရဲစခန်းစီးနှင်းမှုအတွင်တော်လန်ရဲဘော်တွေအထူးကိမရှိပေမဲ့တက်ဆုပ်ပြီးစုံမှတ်နေရအယောက်မှာမထင်မှတ်ပဲပြစ်ခတ်ခံရလို့တော်လန်ရဲဘော်တို့အကြဆုံးတယ်လို့ CDF ဟာခါကဖော်ပြပါဗျာ ပြီးခဲ့တဲ့2024ဇူလိုင်လကလည်းဟာကားမြို့အကျဉ်းစခန်းကိုချင်းတော်လန်အင်အားစုတွေကစစ်နေတိုက်ခိုက်ခဲ့ပြီးအကျဉ်းသားနဲ့အချုပ်သား62ဦးကိုကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။ချင်းပြည်နယ်မှာ12မြို့နယ်ရှိတဲ့အနက်မြို့တော်ဟာကားအပအဝင်ထန်တလန်တီးတိန်နဲ့ခိုင်ကဲမြို့လေးမြို့ကိုသာအာနာသိန်းစုပ်စုကစိုးမိုးထိန်ချုပ်နိုင်ပြီးတော့ကြံမြို့နယ်တွေကိုတော့တော်လန်အင်အားစုတွေဘက်ကဆက်လက်စိုးမိုးထိန်ချုပ်ထားဆဲဖြစ်ပါတယ်။ ခုတင်ဆက်ပေးခဲ့တာကတော့ဒေတာအခြေဆိုင်သတင်းမီဒီယာ၉ခုနဲ့ဖွဲ့စည်းထားတဲ့ဘာမမီဒီယာကွန်ဆော်ရှမ်း BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့နေ့လယ်2:15မိနစ်မှာထုတ်လွှင့်ပြီးတော့တနင်္လာနေ့ညနေ9:15မိနစ်မှာလည်းတစ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့မူအိမ်ကျဲပါ။